မင်္ဂလာပါတာရတမရေဒီချေရဒီဗီဒီယိုထဲမှာတော့အခန်းလေးပြန်လှန်လေးခြင်းငန်း1ကိုတွားကြရအောင်အဲ့တော့ပြန်လှန်လေးခြင်းငန်းဆိုတာကအရှိမတင်ခဲ့တဲ့အခန်း1 2 3အဲ့ဒီအခန်း3ငန်းကတင်ငန်းစာတွေကိုပြန်ပြီးတော့မှမှတ်မိအောင်လို့တို့တွေပြန်ပြီးတော့လေ့ကျင့်နေအာအခန်းလေးဖြစ်ပါတယ်နော်ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်တာရတမလို့ကအခန်း1မှာဗားရီတင်ခဲ့လဲအခန်း2မှာဗားရီတင်ခဲ့လဲအခန်း3မှာဗားရီတင်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီချေရနည်းနည်းလေးပြန်ပြောကြည့်ရအောင်တာရတမလို့ရေအခန်း1မှာဒီချေရ ဘာတင်ခဲ့လဲအော်အခန်းတက်မှာတီချာတို့ကိညာအကြောင်းတင်ခဲ့တယ်ဗျเนาะဟုတ်ပြီเนาะပြီးတော့အခန်းနှစ်မှာကဘာတင်ခဲ့လဲအခန်းနှစ်မှာကအာ mean graph တွေတင်ခဲ့တယ်လေနော်ဟုတ်ပြီနော် graph တွေတင်ခဲ့တယ်နောက်ဘာတွေတင်ခဲ့သေးလဲပြောပြပါအောင်အခန်းနှစ်မှာ အာ graph တွေတင်ခဲ့တယ်။နော်ရုပ်ပြပုံလေးတွေအော် graph တွေကိုနှိုင်းရှင်ပြီးကြည်တာလေ။ဒီချေတို့တင်ခဲ့တယ်နော်။ min graph တွေအကြောင်းအခန်းတုံးမှာကြတော့အရှိကဗီဒီယိုမှာတင်ခဲ့တယ်။အစာတင်ခန်းစာတစ်ကိုတင်ခဲ့ကြတယ်လေ။မမီကြလား။ဟုတ်ပြီနော်အဲ့ဒါလေးတွေတို့တွေပြန်မှတ်မိအောင်ပြန်လေ့ကျင့်ကြမယ်အဲ့ဒါကြောင့်တားရုသမလို့ရဲ့သင်ချာစာအုပ်ထဲမှာဒီချက်ကိုဘာလို့ပြရမလဲဆိုရင်အခန်း၄ပြန်လှန်လေ့ကျင့်ငန်း၁လို့ဒီချက်ကိုတက်ပေးပါရှင့် အခန်းလေးပြန်လည်လေးကျင့်ငန်းတမင်းတို့ရဲ့စာမျက်နှာအလေကောင်မှာတက်ပါမယ်နော်အလေကောင်မှာအခန်းလေးပြန်လည်လေးကျင့်ငန်းတဒီချက်အပြင်းထူပြီးဒီလိုလှုပ်လိုက်တာနော်နော်ဒီချက်လူစိုးပဲဟုတ်ပြီဟဲ့လာဒီချက်တို့အလေကောင်မှာတက်လိုက်ကြရအောင်အခန်းလေးပြန်လည်လေးကျင့်ငန်းတ โอเคကဲအဲ့တော့လာဖက်စာအုပ်ကလေးကိုပြန်ကြည့်ကြရအောင်ပါဖက်စာအုပ်ကလေးကိုကြည့်လိုက်တော့မိခုနံပါတ်1ဒီချက်မိခုနံပါတ်1ကလေးကိုဒါတို့တမလို့တော့ဖို့အတွက်ယူပေးမယ်နော်ကဲရပါပြီအဲ့ဆိုလို့ရှိရင်မင်းတို့ရဲ့တင်ချာတက်တဲ့စာအုပ်မှာတစ်ပုံမှလို့တက်ပေးပါရှင့်အဲ့တော့မိခုလေးကိုအရင်ဖက်မိခုကကြီးနဲ့ခကွေးကိုစာသားဖြင့်ရေးပါကာကြီးနဲ့ခါခွေးကိုစာသားနဲ့ရေးမယ်မိကုန်းကငေကိုကိန်းဖြင့်ရေးပါအဲ စာသားနဲ့ရေးမယ်ကိန်းနဲ့ရေးမယ်ကိန်းနဲ့ရေးထားတာကိုသူကစာသားနဲ့ပြန်ရေးခိုင်းတယ်စာသားနဲ့ရေးထားတာကိုကိန်းနဲ့ပြန်ရေးခိုင်းတယ်ဘာမှခက်စရာမလိုဘူးတော့တီချယ်တို့အရင်တုန်းကလုတ်ခဲ့ပြီးသွားပြီအဲ့တော့တစ်ပုံမှာကာကြီးပု္ပ္ပာကလေးကိုလိုက်ဟိရှေတုံးခနေချောင်းတုံညာတုံဟုတ်ပြီအဲ့ဒီကိန်းလေးကိုတို့ရီ ဘာလို့ကြည့်မလဲဆိုလို့ရှိရင်တအားတို့ရေမှတ်မိသေးတာဆရာအုပ်ွက်ဆွဲမှာပေါ့1 2 3 4 5 6တိကျတော့အုပ်ွက်ဘယ်နှက်ွက်ဆွဲမှာလဲ6ွက်ဆွဲမှာပေါ့1 2 3 4 5 6ဒီချက်เนาะကပောက်ဒီကပောက်ချာဖြစ်ကုန်နော်ဟုတ်လားဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နာမည်လေးတွေရေးမယ်ဟိခုစေရာထောင်တောင် thing okay เนาะကဲအဲ့ဒါမှာပေးထားတဲ့ဒီနေရာလိုက်တံပိုးတွေကိုပြတဲ့ဇာတ်ကွက်မှာပေးထားတဲ့ဂိမ်းလေးကိုတို့တွေထည့်မယ်ဟိ shit အရှိရနေစားတဲ့เนาะ shit 3 9 6 3ည3ဟုတ်ပြီဟိအဲ့ဒါကိုဒီချေတို့ကဘာလောက်ကြာရမှာလဲဟမ်စာသားနဲ့ရေးပါစာသားနဲ့ရေးမယ်ဟိအဲ့ဒီတော့အရင်ဆုံးဖတ်ကြည့်ပါအောင်ရှစ်သိန်း3000 6000 တုံးခုခုကထည့်ပြောစရာမလိုဘူးအဲ့တော့တုံးလို့ပဲပြောမယ်နော်ကဲဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီနေရာလိုက်တန်မှုပြဇာလေးကိုကြည့်ပြီးတော့တို့တွေကစာသားလေးနဲ့ရေးရအောင်ရှစ်သိမ့်မြန်မာစာသားနဲ့ရေးမယ်ရာကဟာတို့ဆက်သက်ရှစ်သားလုံးတင်းနဲ့သက်သက်ဝေဇန်နှလုံးပေါင်းသိမ့်ရှစ်သိမ့်ပြီးတော့သုံးတောင်းတာသိသိမ့်ချောင်းငင်းတော့ဝေဇန်နှလုံးပေါင်းသုံးတဝေတို့အေးချောင်းငင်းတောင်းဝေဇန်နှလုံးပေါင်းတောင်းသုံးတောင်းခဏထောင်းကားကြီးတချောင်းငင်းခုနာငယ် ရေးဆက်တဲ့နှစ်ခွန်နှစ်တဝေထူထာဇင်လူရေးကြောင့်ငယ်တထောင်ခွန်နှစ်ထောင်ချောက်ရတဝေထူခောက်ခွေရရရေးကြကဲတချောက်ရကောက်ရချာရချောက်ရတုံညစေကရေးစရာလို့လားမလို့ဘူးနောက်ဆုံးလေးက၃တာသေးတင်ချောင်းဝင်တော့ဝင်းစံနှလုံးပေါင်း၃ပြီးတော့ရင်နောက်ဆုံးရဲ့အရှိမပါတဲ့အောက်ကမြင်ကိုထက်โอเคလား ဟုတ်ကဲ့ okay ပါတယ်เนาะပြန်ဖတ်ကြည့်ရအောင်ရှစ်သိန်း3000 6000 600နားလည်ပါတလားဟုတ်ပြီပြီးတော့ပြီဆိုရင်เนาะဒူဒီကခါခွေးလေးကိုတွက်ရအောင်တိကျတာလေးဖြတ်ပြီးတွက်မယ်ဟာเนาะ okay အဲ့ဒါဆိုရင်ခါခွေး တရုတ်သမလို့ရေခောက်ခွေးပုတ်စာလေးကို6 3 4 1 5 3 3ဟုတ်ပြီအဲ့ဒီကိန်းကိုဘယ်တဲကိုထည့်ပါလဲဇရာကွက်ထည့်ထည့်မယ်ဇရာကွက်ဆွဲရအောင်ဘယ်နှကွက်ဆွဲမှာလဲ1 2 3 4 5 6ခုနှစ်ကဲခွန်နှကွက်ဆွဲစပြီးဟဲ့1 2 3 4 5 6 ခနဲ့ဒီမှာကျတော့အများကြီးပို့သွားရင်တော့တန်တန်ချက်လိုက်ပါမယ်ရှင်ဟုတ်ပါပြီအဲ့ဆိုရင်နေရာလိုက်တံမိုးလေးတွေကိုထည့်ကြည့်ကြရအောင်ခုဒီချက်ဉာဏ်ကြီးရယ်ဆိုလို့ရှင်ဒီချက်ဗီဒီယိုလေးကိုရက်ပြီးတော့လုပ်ပြီးနော်ရက်ပြီးတော့ like လုပ်ပေးပါမိသားတော်မှ play ပြန်လုပ်ပေးပါနော်ခုစေရာထောင်တောင်တိန်တန် ဟုတ်ပြီနော်ကဲအဲ့တော့ပြီးသားတဲ့ဂိမ်းကိုဒီနေရာလိုက်တံမှုပြစေရတဲ့မှာထဲကြရအောင်ရှေ့ဆုံးကစတယ်မယ်ဟေ့6 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30တော့တော့ညကဲဒီကိန်းလေးကိုဖတ်လို့ရသားပြီဟေ့ဖတ်6တန်း၄တောင်း1530 0ဟုတ်ပြီအဲ့တော့တကယ်တော့ဒီချေရိုးတွေကပေးထားတဲ့ကိန်းကိုဒီနေရာလိုက်တံပိုး ဇရာကွက်မပါဘဲနဲ့တို့တွေကဖတ်နိုင်ရမယ်เนาะဒီချဲကဒီချဲရဲ့ format လေးကဟိုဘယ်လိုပြောမလဲ format လေးအတိုင်းဖြစ်ခြင်းလို့တအားတို့တို့ကိုအဖြေလွယ်လွယ်ကူကူမှန်မှန်ကန်ကန်နဲ့ပုံစံတကျလေးဖြစ်စေခြင်းလို့လုပ်ပေးတာပါเนาะ ုတ်ပြီနော်အဲဆိုလို့ရှိရင်လာကြည့်ကြရအောင်တို့တွေကဒီစင်ရောက်ွက်လေးကိုကြည့်ပြီးတော့စာသားလေးနဲ့ရေးရအောင်ကဲရေးပြီးဟဲ့မြန်မာစာသားနဲ့ရေးမယ်6တန်တဝေတို့ခေါခွေရဲ့ရေးရေးချာကတ6တာရေးနဲ့တတန်ဝေစံနှလုံးပေါက်တန်6တန်တုံညာသိမ့်ဆိုတော့ရေးကြလို့လားမလို့ဘူး4တောင်းတဝေတို့လာရေးလေးဝေစံနှလုံးပေါက်လေးတဝေတို့တာရေးချာငဲတောင်းဝေစံနှလုံးပေါက်တောင်း4တောင်းပြီး တော့တထတာဝင်မှုရေးဆက်တတသဝေထိုးသာစင်တူရေးချငတာထောင်းတထပြီးတော့ငါရငါရေးချဝေစနှလုံးပေါင်းငါရကောက်ရေးချရငါရပြီးတော့30သာတိတင်ချောင်းငင်းတော့ဝေစနှလုံးပေါင်း3စာလည်းရပြလက်တဲ့30 3ညခုကရေးစရာလိုတယ်နော်မလိုဘူးအဲ့ဒါကြောင့်နောက်ဆုံးရဲ့အရှိမှာဗာလေးတဲ့အောက်ကမြင်လေးထဲရအောင်ကက်ဖက်ကြည့်ပါဦးဟိ 6တန်း4,000တန်း6တန်း4,000 1,530โอเคนะ happy ပြီးတော့ပါပြီရှင်ခါခွေးလေးပြီးတော့ဘာလုပ်မှာလဲခါငယ်ကိုလောက်မဲ့တတို့တို့ရေမိရဲ့လားမမိရင်ဒီချဲ့ကိုဗီဒီယိုလေးရက်ပြီးเนาะအဲ့တော့ခါခွေးကိုဒီချဲ့ဖြတ်လိုက်ပြီးခါငင်းကဲခါငင်းရကြတော့သူကခါငင်းပုံစံလေးအရင်ကိုအောင်ဟဲ့လားငါ ကတိနှစ်တောင်ပြီးတော့ခွနှစ်ထောင်ဟုတ်ပြီလား Okay ကဲတော့ဒီချေတို့ကကိန်းနဲ့ရေးရမယ်ဘာနဲ့ရေးရမှာလဲကိန်းနဲ့ရေးရမယ်ကဲဘယ်လိုရေးရမှာလဲ နော်ကိန်းနဲ့ရရမယ်ဆိုဇင်ယောက်ခွက်နဲ့ပဲတို့တွေလုံးမှာပုံအဲ့တော့ဂရေအထိဇင်ယောက်ခွက်လေးအရင်ဆွဲလိုက်ဟိဂရေအထိဆိုတော့ဘယ်နှခွက်ရှိမလဲခူးဆဲရာထောင်တောင်တဲတန်ဂရေโอเคလားဟုတ်ပြီနော်အဲဆိုရင်အဲ့ဒီဇင်ရောက်ကတည်းကတို့တွေကနေရာလိုက်တမုန်လေးတွေထက်ခုဆဲရာထောင်တောင် tén tá gà rì ကဲဟုတ်ပြီအဲ့တော့ငားကလေးဆိုတော့ကလေးအောက်မှာဘာထည့်မှာလဲငားနှစ်တောင်းဆိုတော့တောင်းအောက်မှာဘာထည့်မှာလဲနှစ်ခုနှစ်ထောင်ဆိုတော့ထောင်အောက်မှာက ခွန်နဲ့မပါတာတွေကိုဗာထဲမှာတော့တုံညတွေလိုက်ထည့်လိုက်ပေါ့ဟုတ်ပြီလားဟဲ့အဲ့ဒီကိန်းလေးကိုတို့တွေစုပြီးတော့ရေးကြရအောင်ငါးကတိနှစ်တောင်ခွန်နှစ်ချောင်းတန်တန်ရမလား9 3 3 2 9 3 3 3โอเคล่ะเฮ้ ရပါပြီเนาะဟုတ်ပြီးနံပါတ်ကကြီးဟောပါဘူးနံပါတ်1ပြီးတော့ပြီးဆိုတော့နံပါတ်2ကိုတွားကြရအောင်ကဲနံပါတ်2နံပါတ်2ကပါလေးလဲနံပါတ်2ရဲ့ပုံစံလေးအမဖတ်ကြည့်ပါအောင်ဟိအောက်ကမိကွန်းများကိုဖြည့်ပါရတယ်ကဲမိကွန်းကနှစ်ခုရှိတယ်ဟိ အောက်ပါမိကုံများကိုဖြေပါကက်ဖြေမဲ့တိုးတွေဆောင်းထဲမှာပဲဖြေမဲ့ဟိနှစ်ပုံမကာကြီးမိကုံမကုနဲ့တော့65တန်းကိုကိန်းဖြင့်ဖော်ပြပါ65တန်းကိုကိန်းနဲ့ဖော်ပြမယ်ကက်တိုးတွေဖော်ပြတတ်တယ်လေအရင်ကလေလာအဲ့တော့တီချာတို့ကခု100ရာထောင်တောင်းသိန်းတန်းနေရကြရင်ဘာထက်မှာလဲ65ကိုတခါလေးရေးလိုက်ပေါ့လာစပြီဟိခု100ရာထောင် တောင်းတိန်ဟုတ်ပြီအဲ့ဒီတိန်ပြီးတော့တန်းနေရာမှာတခါတည်း95ကိုအတွဲလိုက်ရေးလိုက်ဟေ့ဒါပဲလေဒါပဲလေဟုတ်ဘူးလားပြန်ကြည့်မယ်90ရာထောင်တောင်းတိန်တန်းနေရာမှာ95အတွဲလိုက်ဆိုတော့95 တန်ပေါရမလားအဲ့ဒါကိုစာသားလေးနဲ့ရေးလိုက်တော့6933933933တတ်တန်မှာ3ညဗနံလုံးလဲ6လုံးအဲ့တော့65တန်ဆိုတော့65ရဲ့အနောက်မှာလဲ3ည6လုံးဒါပဲပေါ့ကဲပြီးတော့ရင်တချောင်းကြော်လဲရတယ်မကြော်လဲရတယ်နံပါတ်ခါခွေဟိခါခွေပုစာလေးကိုကြည့်54အဲ့တော့ကြည့်မယ်ခု10ရာထောင်တောင်းသိမ့်တန် 5တန်း4သိန်းကသိန်းဘယ်လောက်ရှိလဲသူကသိန်းနဲ့လိုချင်တာသိန်းနဲ့လိုချင်တာဆိုတော့သိန်းနေရာရောက်ရင်တခါတည်းတွဲလိုက်ပေါ့ခု10ရာထောင်တောင်းသိန်းနေရာရောက်ပြီဟေးတခါတည်းဝိုင်းလိုက်ကဲဘယ်နှသိန်းလဲပြော54သိန်းပေါ54သိန်းပေါ့သိန်းနဲ့လိုချင်တော့သိန်းနေရာမှာတခါတည်းတွဲရမလားရပြီเนาะ ဟုတ်ပါပြီအဲ့ဒါဆိုရင်ဒီကျဲတို့နံပါတ်1ပြီးသွားပါပြီရှင်မြင်ပိတ်လိုက်ပါကွယ်ပြီးသွားတော့နံပါတ်3ကိုတွက်ကြမယ်နံပါတ်3ပုံစံလေးကိုဖတ်ရင်းနဲ့3ပုံမှလို့တက်ပေးပါဟိအောက်ပါကိန်းတစ်ခုစီကို30ပြည့်မြောက်လျင်ရတော့ကိန်း100ပြည့်မြောက်လျင်ရတော့ကိန်းနဲ့30ပြည့်စားလျင်ရတော့ကိန်းများကိုရေးပါကိန်း3ခုပေးထားပါတယ် ကိန်းတစ်ခုချင်းစီတိုင်းကို30ဖြစ်မြောက်လင်ရတဲ့ကိန်းရေးပြရမယ်။100ဖြစ်မြောက်လင်ရတဲ့ကိန်းရေးပြရမယ်။30ဖြစ်စားလင်ရတဲ့ကိန်းရေးပြရမယ်။ဟုတ်ပြီအရင်ဆုံး3ပုံမကာကြီးပု္ပ္ပာလေးကူလိုက်ဟဲ့9000ပေါ့ဟုတ်လားခု10ရာထောင်တော့9000ပါရှင်။အဲ့ဒီ9000ကိုဒီချေတို့က30ဖြစ်မြောက်လင်ရတော့ကိန်းဒီချေကပုံစံမမှန်လေးနဲ့ပြောချင်လို့နော်။အဲ့တော့စာသားလေးနဲ့ရေးရအောင်တစ်ဆယ်ဖြင့်ရေးမယ်နော် ်ညှောက်လည်ရင်ညှောက်လည်ရင် ရာသွန်းကင်တဆယ်ပြည့်မြောက်လည်ရင်ရာတော့ကိန်းတောက်ရတမလို့ရေးလိုက်ပါဟိပြီးတော့ရင်တရာဖြင့်အောက်ကနေဆက်ရေးမယ်နော်တရာဖြင့်မြောက်လည်ရင်ဘာဖြစ်တော့လဲရာတော့ကိန်း ြီးသားရင်နောက်တစ်ခုကကြတော့တက်ဆယ်ဖြင့်မလုပ်လျင်လေစားလျင်ရတော့ကိန်းอืม ဟုတ်ပါပြီကဲတအားတို့တို့ရေဒီချေတို့ကြည့်ကြရအောင်အရှိမတို့တွေကတင်ခဲ့တယ်30နဲ့မြောက်လို့ရှင်ကိန်းတစ်ခုကို30နဲ့မြောက်ရင်သူ့ရဲ့နေရာလိုက်တံမိုးလေးတွေကအရှိကိုတိုးတောင်းပြီးတော့နောက်ဆုံးမှာဘာတလုံးပို့လာတာလဲတုံညာတလုံးပို့လာတာပေါ့အဲ့ဒါကြောင့်မို့လို့ဒီအရင်ကိန်းလေးကိုတို့တွေအရင်ရေးမယ်ဟေး9000 ငါတောင်ဟုတ်လားအဲ့ဒီငါတောင်မှာတို့တွေကတုံညာလေးလုံးကနေတုံညာဘယ်နှလုံးဖြစ်သွားလဲငါလုံးဖြစ်သွားတာပေါ့အဲ့တော့ဘာကိန်းဖြစ်သွားလဲခူးစဲရာထောင်တောင်သိငါသိမ့်ဖြစ်သွားတာပေါ့ငါတောင်ကနေငါသိမ့်ဖြစ်သွားပါတယ်โอเคအဲ့ဒီကိန်းကိုဒီချေတို့ကတဆယ်ဖြင့်စားလိုက်ရင်ရာသုံးကိန်းကိုလိုချင်တယ်ဟဲ့အဲ့တော့အရင်ဆုံးသူ့ရဲ့ငါတောင်ကိုတို့တွေအရင်ရေးမယ်ဟဲ့တုံညာလေးလုံးတရာဖြင့်မြောက်လိုက်ရင် sorry เนาะတရာနဲ့မြောက်အောင်ပါတရာနဲ့မြောက်ရင်တုံညာဘယ်နှလုံးထဲလိုက် ည်းနှလုံးထက်ထဲလိုက်ပေါ့အဲ့ဒါဆိုလို့ရှိရင် အဲ့ဒါဆိုလို့ရှိရင်ဘာကိန်းရသွားလဲခု10ရာထောင်တောင်သိမ့်တန့်ဘယ်နဲ့တန့်လဲဟိ9တန့်အဲ့တော့9000ကိုနေရာလိုက်တက်မှုအရှိကို2နေရာရွှေ့လိုက်တော့9တန့်ဖြစ်သွားတာပေါ့ကြက်တီတက်က30ဖြင့်စားလိုက်ရင်ရတော့ကဲ30နဲ့စားရင်ဘာကိန်းလေးရမလဲဟိပေးထားတဲ့ကိန်းကိုနေရာလိုက်တက်မှုတစ်ခုစီရော့ရပါမယ်အဲ့တော့ခု10ရာထောင်တောင်တောင်ကနေပါဖြစ်သွားမယ်လေတစ်ခုရော့လိုက်တော့9000ဖြစ်သွားမှာပေါ့အနောက်ကနေပါတလုံးဖြုတ်၃ညာတလုံးဖြုတ်လိုက် ုံမဲ့ဟေ့အဲဒါကြောင့်ဘလောင်နဲ့တုံညာသုံးလုံးမဲ့ကြံတော့ငါထောင်ပါရှင်းနားလဲပါသလားဟုတ်ပြီပြီးတော့ပြီဆိုရင်တော့ဒီကျဲတို့ခခွေးကိုသွားကြရအောင်ဟိခခွေးတို့တမလို့က cross out လေးချဓမောင်းမို့ရင်မြင်းပိတ်ပြီးရောခခွေးလို့တက်ပေးပါရှင်ခခွေးခခွေးလေးက 3နဲ့9နဲ့9တုံညကဲတိချေတိချေရေးတို့လိုမျိုးစာအောက်မှာစာကြောင်း3ကြောင်းရေးပေးပါအောင်ရှင်းဒီချေတော့ခဏဟာလေးနဲ့လှုပ်လိုက်တာနော်ဟဲ့ဟုတ်ပါပြီအဲ့တော့ပေးထားတဲ့ကိန်းလေးကိုအရင်ဖတ်ကြည့်မယ်ခု10ရာထောင်တောင်း 32,850အဲ့ဒီကိန်းကို30နဲ့မြောက်ရင်အနောက်ဆုံးမှာဗားတလုံးထဲတုံညာတလုံးထဲလိုက်ပုံ32,850ကိုတုံညာတလုံးအနောက်ကနေထပ်ထည့်လိုက်ဘာဖြစ်သွားတယ်လဲ32,850ဖြစ်သွားပါတယ်နေရာလိုက်တံမိုးတွေအရှိကိုတလုံးစီတိုးသွားပါတယ်ဒီတစ်ခါကျတော့တရာနဲ့မြောက်မယ်တရာနဲ့မြောက်ရင်ဒီပေးထားတဲ့ကိန်း3,953ညာကိုတုံညာဘယ်နှလုံးထဲပါ ေကြခါတုံညာနှလုံးထည့်လိုက်ပါဟဲ့အဲ့ဒါဆိုရင်ခု10ရာထောင်တောင်းတိမ်တန့်3တန်း2သိန်း8000 5000ဖြစ်သွားတာပေါ့ ဒီတစ်ခေါက်30ဖြစ်စားနိုင်ရင်ရတော့ခဲ့30နဲ့စားရင်ရတဲ့ဂိမ်းတွေကိုဒီချဲလိုရေးကြရအောင်30နဲ့စားမယ်ဆိုလို့ရှိရင်ပေးထားတဲ့ဂိမ်းတွေကဘာတလုံးဖြုတ်တုံညာတလုံးဖြုတ်လိုက်တော့3နဲ့ခွနဲ့5ပဲရပါတယ်ရှင်3250ရာနေ3285ဖြစ်သွားပါတယ်နော် โอเคเนาะโอ BR ဆိုရင်ဒီဆယ်တို့နံပါတ်ခောက်ခွေးပြီးတော့ပါပြီရှင်အဲတော့တအားတို့တို့အမြင်ပိတ်လဲရတယ် cross out လေးချလဲရပါတယ်ရှင်မမီဘူးဆိုရင်ဒီချက်ဗီဒီယိုလေးကိုရပ်ပြီးတော့လုတ်ပေးပါဒီတက်ခောက်နံပါတ်ကငင်သွားရအောင်ကငင်ကငင်က ရှိနေ9 3 9 9 3အဲ့ဒါကို30နဲ့မြောက်မယ်ဆိုရင်အဲ့ဒီဂိမ်းလေးကိုရှိနေ9 3 9 9 3 9ကို3ဘယ်နှလုံးထက်တစ်လုံးထည့်လိုက်ပြီးဟိဘာဖြစ်သွားလဲခု10ရာထောင်တောင်တိမ်တန့်ရှစ်တန်း2000 5000ဟုတ်လား 8တန်း2သိန်း9000နဲ့900ဖြစ်သွားပါတယ်ရှင်။အဲ့တော့တရာနဲ့မြောက်ရင်အဲ့ဒီဂိန်းဒီကိုအနောက်က3ညဗနလုံးထက်1လုံးထက်6 9 3ည9 3ည9နှလုံးထက်လိုက်တော့8တန်းကနေခု10ရာထောင်တောင်းပိန်တန်းဂရီတဂရီဖြစ်အော်8ဂရီဖြစ်သွားပြီနော်။ဟုတ်ပြီပြီးသွားရင်10ဖြစ်စားနေရတော့ဂိန်းဆိုတော့ဒီဂိန်းဒီကိုဘာဖြတ် တုံညာတလုံးဖြောင်းအဲ့တော့၈နဲ့၅တုံညာကိုဝေရသွားတာပေါ့နားလည်ပါသလားနားလည်ပါပြီနော်ဟုတ်ပါပြီရှင်အဲဆိုရင်ဒီချေတို့ဒီနေ့ပြန်လည်လေးကျင့်ငန်တရဲ့1နဲ့3ပြီးတော့ပါပြီရှင့်အဲ့တော့နောက်ဗီဒီယိုကြာလို့ရှင်တို့တွေက3အာ sorry 4 5ဆက်တွေ့ကြမယ်နော် ဟုတ်ပြီနော်ရသလောက်လေးဆက်တက်ကြမယ်အဲ့တော့ဒီဗီဒီယိုလေးကိုတော့ဒီချက်ကိုဒီနောက်ပါတယ်ခဏလောက်ရန်နာခွင့်ပေးပါနောက်ဗီဒီယိုမှာတို့တွေပြန်တွေ့ကြရအောင်ဘိုင်ဘိုင်